ောင်တဲ့င်းကိုအမြဲတမ်းနားဆွင့်နေရတာကျမတို့ကတရေတစေဝင်ဘူးနေတယ်လို့ပဲတခုခုကြားပြီးဆိုတာနဲ့အဲ့မပြောတော့ဘူးဘာလို့လဲဆိုတော့အမြဲတမ်းလို့ကျမတို့ထောင်ထဲမှာတော့လည်းအမြဲတမ်းကိုရီးယားနိုင်ငံချင်းသူချင်းသားတွေကိုခေါ်ထုတ်သွားကြတာစစ်ကြောရေးစခန်းတွေကိုပို့မယ်အဓိကကဟလာလူပေထောင်ပြောင်းပို့မယ်ဆိုတဲ့အကြောင်းကျမတို့နိုင်ငံချင်းသူချင်းသားတွေကဟိုခေါ်ထုတ်ခံနေရအဲ့လိုမျိုးနဲ့ဟိုဘယ်လိုပြောမလဲဆိုတော့ဆိုရင်တကြီးနဲ့ဒီထောင်ထဲမှာနေလာရတာဆိုတော့အပြင်ရောက်တဲ့ချိန်မှာလည်း ဘယ်လိုပြောမလဲဆိုကိုကအဲ့ခံစားမှုကိုသိရတဲ့အတွက်ကိုရဲ့နိုင်ငံချင်းလူချင်းကတော့ဘေးထောင်မှာတော့ဘယ်လိုမျိုးထောင်ပြောင်းလိုက်ပါပြီဆိုရင်ကျမတို့အိတ်မပြောတော့အဓိကပါဆိုတော့အဲ့ဖုံးအလာစွဲလန်းလာတာပေါ့နော်ဒီဖုံးဝင်လာပြီဆိုတာနဲ့ယင်းနေတုံလာတာမျိုးအဲ့လိုမျိုးပေါ့နော်နောက်ပိုင်းကျတော့ဘာလို့လဲဆိုကိုကိုကိုပဲပြန်တီဆောက်ရတာပြန်တီဆောက်ရတာပေါ့ဟိုကိုချမ်းမာမအင်းကိုကူညီနိုင်မယ်ဆိုတာမျိုးပေါ့အခါကြရင်ဟိုအကိုတို့လည်းမြင်ပါပဲဒီမှာမီဒီယာတွေထဲမှာလာမေးသမျှဒီမှာဖြစ်နေတယ် ေတယ်ဆိုအဲ့လိုမျိုးတစ်ခါကြာရင်ဖြေတဲ့အချိန်မှာဒီမှာအိပ်ရာထဲမှာလဲနေတဲ့အချိန်လည်းရှိတယ်။ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ငါတို့ရဲ့ထောင်ထဲကမထုတ်နိုင်တဲ့အတန်ကိုငါကငါအနေနဲ့အသက်ရှင်နေနေထုတ်ပေးနေတွေ့ငါကကွယ်ငါငါဒီငါတို့နိုင်ငံရေးကျင့်သူကျင်းသားတွေဘက်ကငါကကွယ်နိုင်နေဆိုတဲ့စိတ်နဲ့ပဲတော့မှရှင်းတန်ခဲ့တာပေါ့အဲ့လိုပဲထောင်ထဲမှာကိုယ့်ရဲ့ရဲဘော်ညီမတွေဟိုမောင်နေပေါ့နော်ရဲဘော်တွေတိုက်ပိတ်ခံရပြီဆိုရင်ကိုယ်ပါအပြစ်မထွက်တော့ ကိုယ့်ရဲ့အခန်းကိုတိုက်လို့မျိုးခံစားပလိုက်တာမျိုးပေါ့အဲ့ဒီကိုယ့်ရဲ့အတိုက်ကိုလုံးအဲ့လိုမျိုးထွက်တော့ဘူးအဲ့ဒီအဲ့ဒီအခန်းထဲမှာပဲပိတ်လောင်လိုက်တာမျိုးပေါ့နော်အဲ့ဒါဆိုဘာလဲဆိုအဲ့ဒီရဲ့ဆမ်ကိုညီမဟိုအပြည့်လို့အပြည့်လို့ခံစားလို့ရတယ်ပူပူတိုင်းပြည့်ရတယ်ဘာဖြစ်လဲဆိုသူတို့လုံးမြောက်ဖို့အဲ့တော့အကြောင်းသူတို့ရဲ့ဘာတော့တိုက်ပိတ်တာလဲဆိုတော့စုံစမ်းတယ်ညီမစုံစမ်းတယ်ဘာကြောင့်တိုက်ပိတ်တာလဲအဲ့သူတို့ကတော့အကြောင်းပြချက်စုပူလို့တွေးထိုးလှုပ်ဆော်လို့ အချင်းချင်းဖြစ်လို့ဆိုတဲ့ဟာမျိုးအဲ့တော့ကျမတို့ကမလုပ်လဲဆိုဒီထောက်အာနာပိုင်ကြီးရဲ့အလွဲသုံးစားလုပ်မှုလို့ကျမတို့ရအောင်ဖော်ထုတ်တာငါတို့ရဲ့လူတွေကိုတိုက်ခဲတယ်နင်တို့ကိုလည်းငါတို့ကနင်တို့နဲ့ထိုက်တန်နဲ့ပြစ်တန်အောင်ငါတို့ပေးရမယ်ပေါ့သူတို့ပြောမယ်ဆိုထောင်ထဲမှာအချင်းပြက်နေတာရှိတယ်ခေါင်းပုံဖြတ်နေတာရှိတယ်နိုင်ငံချင်းသူချင်းသားတွေကိုအာပြည်သူတို့သဘောမထားဘဲနဲ့နှိမ့်မနှိမ့်ဆက်နေတာမျိုးပြီးရင်တခြားအမှုတွေနဲ့ပါရန်တိုက်တာမျိုးအထိပြောမယ်ဆိုကျမတို့အားလုံးကပြည်သူတွေထောင်ထဲမှာရောက်နေတယ် ကြောသားရင်သာခွဲခြားလို့မရဘူးပေါ့နော်။ဒါပေမဲ့ယူနီဖောင်းသူတို့ကယူနီဖောင်းဝတ်ပြီးရောစော်ကားနေတာညှင်းမဲ့နှိပ်စက်ရပါတော့။အဲ့တော့သူတို့ရဲ့အခွင့်အရေးကိုရီးယားရဲ့ပြည်သူတွေပေါ်မှာချိုးဖောက်မှုပဲကျွန်တော်တို့ကခေါ်ထုတ်တာ။အဲ့တော့မလုပ်လဲဆိုတော့ကျွန်တော်တို့ဘေးဝင်တန်းကလောက်တာလဲအဓိကခေါ်ထုတ်တယ်။ရအောင်အဲ့ဒီဝင်တန်းတို့အပြစ်ပေးဖို့အတွက်ကိုတော့ကျွန်တော်တို့ကပြင်ဆင်ရမှာပဲ။အာဘယ်လိုပြောမလဲဆိုတော့အသက်တွေလေအသက်တွေဆိုတာအတူတစ်ချောင်းတောင်ထောင်ထဲမှာကြိုင်မှန်ခွင့်မရှိတဲ့အသက်တွေကို ူတို့ကပြောရမယ်ဆိုရင်အပြင်ကနေပြီးတော့လေးခွားရင်းနဲ့ပြည့်တနက်တွေနဲ့ရှင်းကြတိုက်တဲ့ကောင်မတွေထွက်လာခဲ့ထွက်လာတဲ့ကောင်မတွေကိုငါတို့ကမရင်းကြည့်ပြင်မယ်ဆိုတော့ငါပဲနဲ့စတိုင်းထွားတဲ့ဟာမျိုးအဲစကလုံးတွေနဲ့အုံနှုံးပြီးတော့ပြောရမယ်ဆိုရင်အထဲမှာရှိတဲ့နိုင်ငံရေးကျင်းသူတို့တို့နိုင်ငံရေးကျင်းသူတို့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောပြီးရင်ယုံထွက်ပြီဆိုရင်တော့မှဖမ်းဆီးခင်လိုက်အဲ့ဒီအချုပ်စခန်းနေပါပါမရင်းကြည့်ခင်ရတာအစ်ဒီကြုံနေရတာပေါ့နော်အဲ့တော့တချို့ရေဆိုအသက်တွေပြန်ပါမလားတော့ အခုလက်ရှိမှာဒီအာနာသိမ်းပြီးတဲ့အချိန်မှာဒီ၄နှစ်ကျော်၅နှစ်ဆိုတဲ့အတိုင်းတာမှာကျမတို့စိတ်ရင်းပြောက်နေတဲ့နိုင်ငံချင်းစုချင်းသားရှိတယ်။အခုဆိုရင်စစ်ကောင်စီကသူတို့ဘက်ကလူတွေဝါစနိုင်ငံရေးပုံမှန်ရင်းနဲ့တရားစွဲနေတာတွေကိုလည်းတွေ့ရတယ်ပေါ့နော်။အဲ့လိုပဲကျမတို့ရဲ့ဒီနိုင်ငံချင်းစုချင်းသားပြည်သူတွေကိုသူဖမ်းဆီးလိုက်ပြီးဆိုတခြားပုံမှန်ရင်းနဲ့ထည့်ထားခံရတဲ့ပြည်သူအများကြီးပဲ။ဒါတွေရောနိုင်ငံချင်းစုချင်းသားတို့တတ်မှတ်မှာလား။ တော့သူတို့သူတို့ရှောင်းမလိုက်တဲ့ပုံမှန်ပေါ်မှာပဲနိုင်ငံရေးကျင်းသူကျင်းသားတို့တတ်မှတ်လိုက်ပါလားကျမပါစင်နေရဆိုတော့ကျမမေးဖို့ထုတ်ပါမတရားခံရတာမတရားခံရတဲ့ပြည်သူတွေဘာဖြစ်လို့နိုင်ငံရေးကျင်းသူကျင်းသားလို့မတတ်မှတ်ရမှာလဲကျမအနေနဲ့ဆိုကျမတတ်မှတ်ပါပဲဘာဖြစ်လို့လဲဆိုတော့သူတို့သူတို့ချမှတ်ထားတဲ့ပုံမှန်တွေကအကျုံးမဝင်ဘူးမြင်မတရားခံရတာလေမတရားပုံမှန်ရှာခံထားအဖြစ်တယ်ပေါ့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီ ီအာနာရှင်တော်လန်နဲ့ပြည်သူတွေတခြားပုံမှန်တွေနဲ့အတက်ခံရပါလိမ့်ကျမတို့ကလိုက်ကိုလိုက်ရမယ်အချို့တွေဆိုလူတက်လူတက်ရဲ့ကြံစီရဲ့ဆိုပြီးတော့ဟိုလူတက်မှုတွေနဲ့ထည့်ပလိုက်တာနိုင်ငံရေးပုံမှန်တွေမဟုတ်တော့ထောင်ထဲမှာပဲအဲ့ဒီသူတို့တွေကိုတေတံနေရာတွေမှာတိုက်ရီထဲမှာထားထားတယ်ဘလောက်ဘဝတွေပြီးကုန်မလဲအဲ့ဒီထဲမှာဆိုတစ်ချစ်စကိုးရွယ်အိုးလူလူဖက်ကလေးတွေအများကြီးပဲပြည်တိုင်ထဲတွေမှာကလေးတွေသူ့သားသမီးချင်းကိုချင်းမဆအောင်လားအဲ့လိုပြောလို့ကျမက ။ဘာကြောင့်လုံနေလဲ။နင်ရောနင်နွတ်လာတဲ့အချိန်မှာနင်သားသမီးတို့နင်မကြည့်ခဲ့ဘူးလားလို့မေးခွန်းကျမကိုထုတ်။ကျမသားသမီးတွေထက်နောက်ဆုံးကျမတနိုင်ငံတော့ကလေးညနာကိုကျမကြည့်ခဲ့တာ။ဒါကြောင့်တစ်ခါလေကြရင်တချို့တွေဆိုရင်ကိုယ့်စိတ်ကိုကလာတတ်တာ။ तू ကသူ့ရဲ့သားသမီးတော်မှဟဲ့လားထားခဲ့တာ။ဟုတ်ပြီ။ထားခဲ့ရဆိုတဲ့ဟာမှာခံစားချက်တွေရှိတယ်။ရင်းရတာရှိတယ်။ ဘေးမိမိဘမဘေးအမေတွေမှကိုသားသမီးကိုလက်လွတ်စေပဲမထားခြင်းစိတ်ပူတာပေါ့ကျမလည်းမွေးထားတာသားနဲ့သမီးလေသားအတွက်လည်းပူရတယ်လို့သမီးအတွက်လည်းဟိုထားခဲ့တဲ့ဒီကိုလာဆိုအဲ့ကိုလာအရွယ်ကလေးသမီးငယ်လို့ထားခဲ့ရတဲ့အတွက်သူ့ရဲ့ကျမ်းမာရင်သူ့ရဲ့ဟလာလုံယုံရင်အခုဆိုတဖေးဖေးနဲ့ထားအာနာသိမိ၅နှစ်တွင်ဒီသမီးလေးကပါအသက်ကြီးလာတာလေအရွယ်ရောက်လာမယ်ပူရတာပဲဘာဖြစ်လဲဆိုအခုတည်းကအချိန်ဆက်တယ် မရဘူးမရဘူးမရတဲ့အနေထားရင်းနဲ့ကြုံနေရချိန်မှာကျမတို့ကရင်ဘတ်ဒီချိန်မှာဘလို့ပဲပြီးတော့ကျမတို့ကခံစားချက်နဲ့နှလုံးသားနဲ့လုံးရတာအဲ့တော့တချို့ယာတွေမှာကျမတို့ကျမအလုံးလို့ရင်တော့ကျမအရင်နေရပါတော့စီးနဲ့ကန်းနဲ့လုံးတတ်တယ်စီးကန်းနဲ့ပေါ့နော်အိုးဥမာပေါ့ကိုကိုတိုင်းလည်းဒီစရင်စစ်တွေလုတ်ခဲ့ဘူးဟိုကဘယ်လိုပြောမလဲဆိုအွန်လိုင်း business တင်တန်းတွေပို့ချခဲ့ဘူးလေပြီးရင် ကိုကိုတိုင်းလည်းဒီကျမ်းမာရေးနဲ့ပတ်သက်သည့် အမျိုးသမီးဟိုအပိုင်းနေမှာလဲကုညီခဲ့တာအဲ့လေရှိရပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့ကိုကအမျိုးသမီးလေးတွေကိုဖြစ်စေခြင်းနဲ့ပြိုးထောင်ခြင်းနဲ့ဟိုကိုမှလည်းတမီးမွေးထားရတဲ့အခုဆိုလို့ရှိရင်ဒီဘက်ရောက်လာတဲ့အချိန်မှာကျမနိုင်ငံရေးအရေးအတွက်ရောက်လာရဆိုပေမဲ့ကျမမျက်စိချိန်မှာစစ်ပေးဆောင်လာတဲ့အမျိုးသမီးတွေအများကြီးပဲတိုးတောင်နေရအမျိုးသမီးတွေအများကြီးပဲတွေ့လာရတယ်။တွေ့လာတဲ့အချိန်မှာကျမအနေနဲ့ဒါနိုင်ငံရေးအကျဉ်းသူဒါနိုင်ငံရေးအကျဉ်းသားဒါက ဘသူဆိုတာကျွန်မမရှိတော့ဘလို့ပဲဖြစ်ဖြစ်အာနာရှင်ကိုတော်လိုက်ရင်အဲ့ဒီတော်လန်တဲ့ပြည်သူနောက်မှာကျွန်တော်ရှိကိုရှိနေရမှာအဓိကကပုံကိုယ်စေဝါရဆိုရင်ကျွန်တော်မရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်မကဘာရင်ဆိုင်ရလဲဆိုအဲ့လိုမျိုးအမျိုးသမီးဆစ်ဆောင်လာတဲ့အမျိုးသမီးကိုကူညီနေအောင်မှကျွန်မမှာဟိုဘယ်လိုပြောမလဲဆိုတော့ဟဲနိုင်ငံရေးအကျဉ်းသူအရေးလုံနေပြီးတော့အလူမှုရေးတွေပေါ့ထိခိုက်ခံလာရတာရှိတယ်ဟိုကျွန်မကိုမြင်တာ ਨੇ အဖွဲ့အဖွဲ့ရဲ့ အာတီထောင်သူဆိုပြီးမြင်လိုက်တဲ့ချိန်မှာပုပ်ကိုရေးတွေပါလာတာပေါ့ကျမဖြစ်စီနေတာကျမပါစင်နေတာကျမပါစင်နေဟုတ်လားဟိုဖွဲ့စည်းရဖွဲ့စည်းမဆိုင်ဘူးပေါ့နော်ဒီလိုမျိုးမြင်စီနေတာအဲ့တော့ဘာဖြစ်လာလဲဆိုကျမလူမှုရေးပါစိတ်ပိုင်းဆိုင်ရာလာထိရလာထိခင်ရတာရှိတယ်ခါကြလို့ရှိရင်ကို့မှာအရင်တည်းကကျမတခုခုရှိပြဿနာတခုခုဖြစ်ပြီးကျမလောလောကြီးဖြစ်ရှင်တက်တဲ့လူမဟုတ်ဘူးတခုဆိုအေးစေး အကိုမှန်နေတော့မှမှန်တော့ဘယ်လိုပြောမလဲဆိုတော့အချိန်တိုင်းတာတခုတော့လိုတာပေါ့နော်ဟိုဒါပဲပါလဲဆိုကျွန်မဟိုဘက်သူ့ဘက်ကိုဘက်ကိုကျွန်မအနေနဲ့ကြည့်နေအောင်စူးစမ်းရယ်ပေါ့နော်လူဖြစ်တဲ့အတွက်ကျွန်မတို့ကလူငယ်ကျွန်မလည်းခေါင်းထဲကိုကြားတဲ့အချိန်မှာအသက်29နှစ်အရွယ်အမျိုးသမီးတစ်ယောက်ပဲ